ဟုတ်ပါဘောနော်လောရင်ဆက်ခရင်ပေါ့နော်လောရင်ဆက်ခရင်အဲတခုကိုပေါ့နော်တော့ဖန်တီးကြည့်မယ်ပေါ့နော်လောရင်ဆက်ခရင်တခုဆင်းပဲလောရင်ပေါ့အဲ့ဒီတော့ကျွန်တော်တို့ဘာတွေပါမလဲဆိုတော့ tab ပါမယ် editors နှစ်ခုပါမယ် button တခုပါမယ်ပေါ့နော်အဲ URL ကိုချမယ်အဲ့ဒီတော့ကျွန်တော်တို့အခုရှိရဟာတွေကိုကျွန်တော်တို့ line layout တွေ edit layout ကိုဒီ tab ကို editor တို့ကို button တို့ကိုလေ့လာခဲ့တယ်ဒါမှမဟုတ် video ကို YouTube မှာအကုန်လုံးအားလုံး site ကျွန်တော်တို့သိမှာပေါ့เนาะမကြည့်ခဲ့ဘူးဆိုရင်တော့ဒါကမတူဘူးပေါ့เนาะအဓိကကျွန်တော်တို့ program ကိုလေ့လာမယ်ဆိုရင်အာယုံစူးစမ်းမှုအားကောင်းအောင်ပဲပြီးတော့လေ့လာအားရှိရမယ်ပေါ့เนาะများများရေအမှားပါမှာကြောက်စရာမလိုဘူးမှားတာပြန်လို့ရတယ်ပေါ့เนาะ program ရေးလို့ရတယ်အချိန်တော့ပေးရတယ်ပေါ့ပေးရပေါ့เนาะပတ်စံပေးတာမလိုဘူးကျွန်တော်တို့ software လုပ်တယ်ဆိုလို့ချင်းဒီ program ကိုလေ့လာမယ်ဆိုလို့ချင်းအဲအမှားများများမှားပေါ့เนาะကိုက program code တွေကိုရေးတယ်လွဲလို့ရှိရင်ပြင်ရမယ်ပေါ့เนาะအဲ့တော့ကိုကလေ့လာအား လိုရပါတော့เนาะအာယုံစိုက်မှုအားကောင်းတယ်ပေါ့အဲ့ဒီတော့ကျွန်တော်ဒီမှာခု AID မရတဲ့လူက code asset ကိုလုံးမယ်ပေါ့နော် code asset ကိုဝင်မယ်ကျွန်တော် AID နဲ့လည်းထပ်ပြပါမယ်နော်ဒီကောင်ကကျွန်တော်တို့ AID မရတဲ့လူတွေတော့ကိုပြပြပါပါနော်အဓိကအကုန်လုံးရေးပုံရေးနေရအတူတူပဲဒါပေမဲ့ code editor design အနေနဲ့ဒီ project ပေါ့နော် project ဒီနေရာတွေကွာသွားတာပဲရှိရဲဒါပေမဲ့ code ရေးပုံရေးနေရအတူတူပဲပေါ့နော်အဲ့တော့ဒီမှာ project အတည်ယူမယ် ယူလို့ရှိရင် Android X project ဆိုတာကိုယူမယ်ပေါ့နော်ယူပြီးလို့ရှိရင် APP နဲ့ APP နဲ့ရကျွန်တော်တို့ software ရဲ့နာမည်ပေါ့နော် my lesson လို့ပဲကျွန်တော်ပေးလိုက်မယ်အဲ့တော့ဟိုစမ်းမယ်ဆိုလို့ရှိရင်ကိုပေးခြင်းတဲ့ project နာမည်ပေးလို့ရမှာဒီ application ကဒီပက္ကနိုင်ပေါ့နော်ဒီပက္ကနိုင်ကကြတော့ application တစ်ခုနဲ့တစ်ခုမတူဘူးပေါ့နော် application တွေဘလောက်ရှိရှိကပ္ပနိုင်တစ်ခုနဲ့တစ်ခုကတူလို့မရဘူးပေါ့နော်အဲ့တော့ကျွန်တော်တို့ပက္ကနိုင်ပေးမယ်ဒါကတော့တင်ကြတာနဲ့ပေါ့နော်အဲ MMK ဆိုပြီးတော့ကျွန်တော်ပေးမယ် line last time เนาะဒါကတော့ကိုပေးခြင်းတဲ့နာမည်ကိုပေးလို့ရပါเนาะ language ကတော့ java ကိုသုံးမယ်ဒါကတော့ mini sdk ဆိုတာကျွန်တော်တို့ရဲ့ software ကို android version ဘယ်လောက်အထိအနိုင်ဆုံးပေါ့เนาะဘယ်လောက်အထိအလုပ်လုပ်ခိုင်းမလဲဆိုတာကို multi ရပါเนาะကျွန်တော်ရဲ့ application ကို api level 21ပေါ့เนาะ android version 5မှာပဲအလုပ်လုပ်ခိုင်းမယ်ပေါ့เนาะအဲ့ဒီပဲအလုပ်လုပ်မယ်ပေါ့เนาะအဲ့ဒီတော့ကျွန်တော်ဖန်တီးလိုက်မယ်ဒါဆိုလို့ရှိရင် android project တစ်ခု ဒီအကောအဆက်ကဖန်တီးပေးပြီပေါ့နော်အဲ့တော့ဒါဆိုလို့ရှင်ပြီးသွားပြီပြီးသွားပြီဆိုရင်ဒီဘက်ဘေဘက်ထောင်းကအပေါ်ဆုံးမှာရှိရဲညသုံးချောင်းနှိမ့်မယ်ဖိုရာဆက်ဆက်ဝင်မှာပေါ့နော် APB APB လေးကနေ SRC SRC လေးကနေပြီးတော့ RS ၄ရောက်၄ရောက်ထဲက artist main ဆိုတာကိုရွေးလိုက်မယ်ပေါ့နော်ရွေးပြီးလို့ရှင်ကျွန်တော်တို့ကဒီကောင်၄ရောက် editor ဆိုတာကိုနှိမ့်လိုက်မယ်နှိမ့်လေဆိုရင်ဒီလိုလေးတွေးလိမ့်မယ်ပေါ့နော်ဒီမှာ w တစ်ခု နဲ့သူကဒီမှာကွန်တိန်နာထဲမှာထည့်ပြထားတယ်ပေါ့နော်ကွန်စတိတ်လေး၄ယောက်ကိုသူကသုံးထားတာပေါ့နော်ကျွန်တော်လည်းအဲ့အောင်မသုံးဘူးအဲ့တော့ကျွန်တော်ဒီဟာလေးကိုနှိပ်ကြည့်အောင်ကုတ် preview ၄ယောက်ကိုကြည့်ကြည့်အောင်ဒါဆိုလို့ရင်ဒီ area ပေါ့နော်ဒီ area လေးက android မှာဖွင့်ကြည့်လို့ရင်မြင်ရမယ့်ပုံစံပေါ့နော်ကဲအဲ့ဒါဆိုလို့ရှင်ကျွန်တော်တို့ဘတ်တချက်ပြန်ထွက်မယ်ပေါ့နော်ဘတ်တချက်ထွက်လိုက်မယ် okay နှိပ်မယ်နှိပ်ပြီးဒီလိုကြီးကုတ်ကိုပြန်ရောက်သွားပြီအဲ့တော့ဒီဘိုင်းနေပေါ့နော် နံပါတ်၄ရောက်ကိုကျွန်တော်တို့ကဘာသုံးမလို့ဆိုတော့လိုင်းနေရာ၄ရောက်ပြောင်းလိုက်မယ်ပေါ့နော်ကျွန်တော်တို့လိုင်းနေရာ၄ရောက်ကိုသုံးပါဒီ၄ရောက်ကိုမသုံးတာဖြစ်တဲ့အတွက်ဒါလေးကိုဖြတ်လိုက်မယ်ပေါ့နော်ဒါဆိုရင်ကုတ်ကထည့်ပြီးသွားတယ်အဲ့တော့ဒါလေးကိုပြန်နှိပ်ပြီးတော့စိတ်စိတ်ပြီးလို့ရှင် print layout view ကိုပြန်ခေါ်ကြတာဒါဆိုအပေါ်ဆုံးထောင်းပါ ကန့်နေပေါ့เนาะကျွန်တော်တို့အပေါ်ဆုံးထောက်မှာမကတ်ချင်ဘူးအလဲကောင်ပေါ့เนาะဒီအလဲလေးမှာပို့ခြင်းတယ်ပေါ့เนาะအဲ့ဒီအလဲလေးမှာပို့ခြင်းတယ်ဒီအလဲကောင်မှာ W ပို့ခြင်းတယ်ပို့ခြင်းတာဖြစ်တဲ့အတွက်အပေါ်မှာလည်းကန့်နေပေါ့เนาะအဲ့တော့ကျွန်တော်တို့ကခွာမယ်အဲ့တော့နာနေ y o u ဒီ layout gallery စင်တာရင်ဟောလိုက်စမယ်ပေါ့နော်ပေးလိုက်မယ်ပေးပြီး save save ပြီး print view လေးရောက်ခေါ်လိုက်မယ်ဒါဆိုလို့ရှင်ဒီဒီမှာကျွန်တော်တို့ vertical ထားပြရမယ်နော် ဒါဆိုရင်ဘာဒီကယ်ထားပြီးလို့ရင်ကြည့်ကြည့်လိုက်ပေါ့နော်အဲအဲ့ဆိုလို့ရင် hello world ပေါ့နော် hello world ကကျွန်တော်အလဲကောင်မှာရောက်သွားပြီပေါ့နော်အဲ့ဒီတော့ကျွန်တော်အပေါ်မှာကတ်နေအပေါ်မှာကတ်တာကိုမလိုချင်ဘူးအဲ့ဒီတော့ကျွန်တော်ခွာမယ်လေးအောင် margin နဲ့ခွာမယ်ပေါ့နော်ဒီမှာ margin toss toss ဆိုထိတ်ကနေခွာတာပေါ့နော်ခွာမယ်ဘယ်လောက်ခွာမှာအောင်ဆိုတော့ကျွန်တော်တို့က 30db လောက်ခွာလိုက်မယ်ခွာပြီးပြန်ခေါ်ကြည့်လိုက်ပေါ့နော်ဒါကတော့အောက်လျှောက် မြင်သာအောင်လို့ကျွန်တော်ကဒီ UN designer ကိုခေါ်ပြီးတော့ကြည်တာပေါ့နော်ဟုတ်ပြီအဲ့တော့ကြည်ပြီးလို့ရှိရင်ဒီမှာကျွန်တော်တို့ဒီကောင်ကိုစလုံးကိုထင်တာမြင်ပါအောင် color ပေါ့နော် text color ပေါ့ text color ဒီမှာじゃကျွန်တော်တို့က AID လို့ color code တွေကယူပြီးတော့ထည့်လို့မရအောင်နော်အလွှဲရမှာဖြစ်မှာအဲ့တော့ကျွန်တော်ဒီမှာ color ကို ိုလေးထည့်လိုက်တယ်ပေါ့နော်0 4ဆိုပြီး F ဆိုပြီးထည့်လိုက်တယ်အဲဒီမှာအပြာရောင်လေးပေါ့နော်ဒါလည်းကုတ်အလွတ်ရရဆိုတော့ရရပေါ့နော်ဒါမှမဟုတ်ကျွန်တော်ဒီ color ကုတ်တွေယူတဲ့ software တွေရှိရပေါ့နော်အဲအဲဆိုလို့ရှိရင်ဒီမှာဆိုလို့ရှိရင် W ထည့်သွားပြီပေါ့နော် W ထည့်သွားအဲ့တော့ကျွန်တော်တို့ကထပ်ပြီးတော့ W တစ်ခု editor နှစ်ခုပေါ့နော် editor ထည့်မယ်လို့ရှိရင်လေးအောင်သူ့အတွက် high က was content ပြီးတော့ layer weight ပေါ့เนาะအကျယ်ပေါ့เนาะအဲ့တော့ w နဲ့စာပေါ့เนาะ weight သူ့ကို200 db လောက်ထားလိုက်မယ်အကိုက်ပေါ့เนาะဟင်ပေါ့เนาะအဲ့ဒီထဲမှာထည့်ရမယ်စာပါပေါ့음 user name ပြီးတော့ id ချိန်မယ်ပေါ့เนาะ id တက်မှတ်မယ် ID ကကျွန်တော် SPL ID က @dpri ဒါကတော့ကိုပေးချင်တဲ့နာမည်ပေးလို့ရပါတော့ @this @this test 1ပေးလိုက်ရပါတော့သူက @this test 1ပါတော့အဲ့တော့သူ့ကိုလည်းကျွန်တော်တို့ကဘာလုပ်မလဲ copy ယူလိုက်မယ်ပေါ့နော်အကုန်လုံးမရေးတော့ဘူး copy ယူမယ်နောက်တစ်လိုင်းမှာလည်းသူ့ကို ပတ်ချလိုက်မှာပေါ့နော်နှစ်ခုပွားလိုက်တာပေါ့အဲ့တော့2ဒီမှာကျ user name မဟုတ်တော့ဘယ်နဲ့ password ပေါ့နော် password อืมအဲ့ဆိုရင်ကျွန်တော်တို့ဒီမှာ preview လေးရောက်ကိုကြည့်ကြည့်အောင်ဒါဆိုရင် user name နဲ့ password ဆိုပြီးတော့ကျွန်တော်တို့ပေါက်ကလေးနှစ်ခုတိုးလာရပေါ့နော်အဲ့တော့ဒီကောင်လေးတွေကကျွန်တော်ဒီဘက်မှာကန့်တယ်ပေါ့နော်သူ့ကိုလည်းအလေကောင်ပို့မယ်အပေါ်မှာလိုပဲ၄ယောက်ကပ္ပရီကိုဟောလိုဂျင်နဲ့ထားပြီးတော့ပို့မယ်ပေါ့နော် လေယောက်ကပတိစန္ဒာဟောလတင်နဲ့သူကလည်းလေယောက်ကပတိပေါ့နော်ကပတိဟောလစနေစေပြီးတော့ကျွန်တော်တို့ပြည့်ကြည့်အောင်ဒါဆိုလို့ရှင်အကုန်လုံးကအလေကောင်ကိုကတ်သွားပြီပေါ့နော်အလေကောင်ကိုရောက်သွားပြီအဲ့တော့အလေကောင်ရောက်သွားဆိုဘောက်တွေကကန့်နေဗျာကျွန်တော်ကမကတ်ချင်ဘူးအဲ့တော့မာဂျင်နဲ့ခွာမယ်အပေါ်ကနေခွာမှာဖြစ်တဲ့အတွက်၄ယောက်ကပတိကမာဂျင်ပေါ့နော်စောနာလိုပဲတက်ပြူးမာလိုပဲ ဒီ layout margin margin တော့ပေါ့နော်ဒါကကိုခွာခြင်းတော့ထားလို့ရပါဘောနော်ကျွန်တော်25ထားလိုက်တယ်သူ့ကိုလည်း margin တော့25 db ပေါ့နော်အဲ့တော့ print ပြန်ကြည့်အောင်ဒါဆိုလို့ရှိရင်ဘောက်ကလေးတွေကအပေါ်ကနေပြီးတော့ခွာသွားတယ်ပေါ့နော် ါတို့လို့ရှင်သူက user name password တို့သွားအဲ့တော့ကျွန်တော် button တစ်ခုလိုမယ်ပေါ့နော်ခလုတ်ကိုပေါ့နော်အာစာတွေပါဒီ user name password ထည့်ပြီးလို့ရှင်ခလုတ်ကိုနှိပ်ပြီးတော့လှုပ်လှုပ်ခိုင်းမယ်ပေါ့နော်အဲ့တော့ကျွန်တော်တို့ကအောက်ကနေ button ဆိုရဲ fashion တစ်ခုထည့်မယ်ပေါ့နော် button သူ့ကိုလေ layout white အခြေပေါ့နော် ပြီးတော့အမြင်ပေါ့နော် hi what good ပြီးလို့ရှိရင် tab ဒီ button ရဲ့နာမည်ပေါ့နော် click စီရင် click click မြင်မော်ပေါ့နော်သူ့ကို login ဆိုပြီးတော့နာမည်ပေးလိုက်မယ်ပေးပြီးလို့ရှိရင်ကျွန်တော်တို့ဒီကောင်ကို on click on click ဆိုအောင်ဖန်တီးလိုက်မယ်ပေါ့နော် on click ကိုလည်းပြီးရင်သူ့ကို id ချိန်မယ်ပေါ့နော် id ချိန်လိုက်မယ် ID ချိန်မယ်သူ S plus ID ID ပြီးလို့ရှင် activity main bu ddo1 button 1ပေးလိုက်တယ်ပေါ့နော်မအားဒီလိုမဟုတ်ပေါ့နော်အဲသူကအဲ့လိုလေးနှိပ်လိုက်ပါပေါ့နော်ဒါဆိုရင် print လေးရောက်ထုတ်ကြည့်လိုက် ဒါဆိုရင်လောရင်ဘတ်တန်လေးရသွားပြီเนาะလှလာတယ်။အဲတော့တို့ကဒီမှာဘာဖြစ်နေလို့ဆိုတော့အပေါ်ကိုကတ်နေတယ်ပြီးလို့ရှိရင်ဘေးမှာကတ်နေတယ်။အဲတော့ဂဗရီနဲ့စင်တာကိုပို့မယ်ပြီးရင်မာဂျင်တော့ခွာမယ်ပေါ့เนาะ။အဲဒီတော့ဂဗရီခေါ်လာခြင်းနဲ့ပြီးလို့ရှိရင်ကျွန်တော်တို့ကအပေါ်ကခွာမှာဖြစ်တဲ့အတွက်၄ရောက်မာဂျင်တော့ ဒါပါနော်အဲ့တော့ဒီမှာဆိုလို့ရှိရင်အကုန်လုံးကအလေကောင်တဲ့တဲ့မှာရောက်သွားပြီပေါ့နော် user name password cloud ကလေးရရသွားပြီရသွားပြီဆိုလို့ရှိရင်ကျွန်တော်တို့ရဲ့ software လေးကိုအပြင်ကိုထုတ်ကြည့်မယ်ပေါ့နော်ထုတ်ကြည့်မယ်ထုတ်ကြည့်မှဆိုတော့ဘာကိုနှိပ်ရမလဲဒီမှာအရင်ပြထားတာပလေးဗတန်လေးကိုနှိပ်လိုက်မယ်နှိပ်ပြီးလို့ရှိရင် အပေါ်က blending release apk ဆိုတာလေးကိုနှိပ်လိုက်မယ်နှိပ်လိုက်မယ်ဆိုရင်ဒါဆိုလို့ရှိရင် compile လုပ်နေပေါ့နော် application ကိုအပြင်ကိုထုတ်နေပြီအပြင်ကိုထုတ်နေပြီးတော့ခဏလေးစောင့်ပေးလိုက်ကျွန်တော်တို့ဒါ ကိုဖန်တီးထားရတဲ့ application လေးကိုအပြင်ကိုဒီ application ဖြင့်ပြန်ပြီးတော့ထုတ်ပြရပါတော့ project ကလေး application run ပြရဒီနည်းနဲ့ application တွေကို run လုပ်ရတယ်ပေါ့နော်ဒါဖုန်းပေါ်မှာလည်းကိုက application တွေကိုဖန်တီးတဲ့ mobile application ကိုဖန်တီးတဲ့ဖန်တီးပြီးလို့ရှိရင်ကျွန်တော်တို့ကဖြန့်လို့ရတယ်ဆိုတာ android ကကျွန်တော်တို့က open shot socket ဖြစ်တဲ့အတွက်အဲကိုပိုင် software တွေကိုဒီပေါ့လွတ်လွတ်လပ်လပ်ရေးပြီးတော့ဖြန့်လို့ရတယ်ပေါ့နော်ကိုပိုင် project လေးရေးလို့ရတယ် ပြီးလို့ရင် application တွေကိုလူလူတွေတုံးနိုင်အောင်ဖြန့်ပေးလို့ရရတယ်။အဲ Play Store တင်ခြင်းနဲ့ဆိုရင်တော့ Play Store Diploma account ဝယ်ရရပေါ့နော်။အဲ့ဒါကတော့ကျွန်တော်တို့နိုင်ငံနေနဲ့မရဘူး။နိုင်ငံခြားက ID နဲ့ IB နဲ့ဝယ်မှရမယ်ပေါ့နော်။နိုင်ငံခြားလိပ်စာနိုင်ငံခြား IB နဲ့ဝယ်မှရမယ်။ iOS တင်ခြင်းတင်ချက်မှုလည်းရှိရပေါ့နော်။ Play Store တင်ဖို့ကြတော့။ဟဲ့ဟုတ်ပြီကျွန်တော် application တစ်ခုပြထုတ်လိုက်ပေါ့နော်။ My Lesson ဆိုတဲ့ application ထုတ်ပြီးလို့ရှိရင် install တင်တယ်။ install တင်ပြီး open အောင်နှိပ်လိုက်။ဒါဆိုလို့ရှိရင် ကျွန်တော်ရဲ့ software လေးကိုမြင်လိုက်ရတယ်ဖွင့်လိုက်ပြီးတော့ဒီလိုလေးပေါ့နော် user name password ထည့်ပြရမယ် login ဆိုတဲ့ခလုတ်ကလေးတွေ့တယ်ပေါ့နော်အပေါ်က hello world ဆိုတဲ့နေရာမှာကျွန်တော်ရေးကျင်တဲ့စာလေးရေးလို့ရတယ်ပေါ့နော်အဲဒါဆိုလို့ရင်ဒီမှာ attest password login ဆိုပြီးတော့ကျွန်တော်တို့ကဒါလေးကိုရတယ်အဲ့တော့ဒီခလုတ်ကလေးကိုနှိပ်ကြည့်လိုက်ဘာမှပါတာဖြစ်တော့ application က hash တော့ဖြစ်ပြီးတော့ထွက်သွားတယ်ပေါ့နော် ဟုတ်ပြီအဲ့ဒီတော့ကျွန်တော်တို့ကဘာလုပ်အောင်မအောင်ဆိုတော့ကျွန်တော်တို့က Java မှာကုတ်ရေးရမှာပေါ့နော် UI ကထည့်ပြီးသွားပြီအဲ့ဒီ UI နဲ့ကျွန်တော်တို့ကုတ်နဲ့ချိန်ပြီးတော့မှအလုပ်လုပ်ခိုင်းရမယ်အလုပ်လုပ်ခိုင်းရမှာဖြစ်တဲ့အတွက်ကျွန်တော်တို့က Java ဖိုင်ကိုသွားမယ်အဲ့ဒီတော့ဘေဘက်ကဘေဘက်အပေါ်ဆုံးတောင်းကငင်းကြောင်းလေးတုံးကြောင်းနှိပ်မယ် menu ပေါ့နော်အဲ့ကောင်လေးကိုနှိပ်မယ်နှိပ်ပြီးလို့ရှင် SRC လေးကိုနှိပ်မယ်နှိပ်ပြီးလို့ရှင် Java ဆိုတာလည်းသွားမယ်ဒီမှာ main activity Java class ဆိုတာရှိတယ်အဲ့ကောင်လေးကိုနှိပ်လိုက်မယ် နှိပ်လိုက်လို့ရှင်ဒီလိုလေးတွေ့မယ်ပေါ့နော်ဒါကဒီမှာဆိုလို့ရှင် artist main ဆိုတာလေးတွေ့လာအဲအဲ့အားတွေက UI ပေါ့နော်ဆောနာကျွန်တော်တို့အဲ့တဲမှာရေးခဲ့တာပေါ့နော် UI code တွေအဲ့တော့အဲ့ကောင်လေးနဲ့ဒီမှာ set content blue ဆိုပြီးတော့ချိန်ထားတာပေါ့နော်အဲ့တော့ကျွန်တော်ကဒီ edit tag တွေ button တွေကိုဒီထဲမှာလာပြီးချိန်ရမှာချိန်ရမှာဆိုတော့ ID လမ်းခေါ်ပြီးတော့ခေါ်ရမှာပေါ့နော်အဲ့တော့ကျွန်တော်တို့ကဒီမှာ tag view ကိုအရင်ခေါ်လိုက်ကြအောင် tag view ပေါ့နော် TV W နာမည် TV လို့ပေးတယ်ပြီးလို့ရှင်ကျွန်တော်တို့ဒီမှာ EDID Atis Test Editor ကို ED 1လို့ပေးလို့ရပါတော့ ED ဆိုတာ Editor ကိုထူကောက်ပါတော့ Editor's name ပြီးတော့ ED password ရှင်းသွားအောင်လို့ပေါ့နော်ဒီဟာတွေကဘယ်ဟာကိုညှိညွှန်းနေဆိုတာကိုရှင်းသွားအောင်လို့ပြီးတော့ ED name ဆိုတာအပေါ်က Editor ရဲ့ဒီ name ကွာပေါ့နော် name ကွာကိုမြင်တာအောင်ပြတာပေါ့နော် ပြီးလို့ရှင်ကျွန်တော်တို့ကဒီမှာဘတ်တန်ထွက်ဘတ်တန်ကတော့ကျွန်တော်တို့မခေါ်တော့ဘူးပေါ့နော်ဘတ်တန်ကိုမခေါ်တော့ဘူးမခေါ်တော့ဘဲနဲ့ကျွန်တော်ကအွန်ကလစ်နဲ့ချိန်မယ်အဲ့တော့ဒီမှာ strength ပေါ့နော် strength ဆိုတာကကျွန်တော်ဘောက်ထက်ကဟာကိုယူမှာပေါ့နော် strength atias name ပေါ့နော် atias name atias password password ဒီ atias password ပေါ့နော် password ကိုခေါ်လိုက်မယ်ခေါ်ပြီးလို့ရှင်ဒါဆိုလို့ရှင်ကျွန်တော်တို့ကအတိတ်တထရေးစာသားတွေကိုစွန့်အနေနဲ့ရယူမှာပေါ့နော် အဲ့တော့ဓမ္မယူပြီဆိုရင်ကျွန်တော်တို့ ID လခေါ်ရမယ် ID ခေါ်ရမယ်ဆိုတော့ TV TV ဆိုတာအပေါ်အတက်တက W နော် W ကိုလမ်းပြီးတော့ခေါ်မယ်သူ့ကို ID ချိန်မယ်အဲ့တော့ ID ကို find view ပိုင်း ID နဲ့ယူမှာပေါ့နော်အာ ID activity မဲဆိုဒီထဲမှာသူပြရပါတော့ဒီမှာ တက်ဗျူကကျွန်တော်တို့ကဘာဖြစ်တော့ဆိုတော့ ID မချိတ်ခဲ့ရတယ်ပေါ့နော် ID မချိတ်ခဲ့ရတော့ဖြစ်တော့တော့တက်ဗျူကို ID တော့ချိတ်ပြရအောင်အဲတော့ command line ခါလာမယ်ဒါလေးကို save မယ် menu ကိုနှိပ်လိုက်မယ်ပုံတက်လာတာထင်တယ်တကယ်ကစိတ်ကပြဖြစ် line နဲ့တက်ပါအဲ့တော့ကျွန်တော်တို့ ID မချိတ်ရတာဖြစ်တော့ဒီမှာ address name ကိုသွားမယ် ဒီမှာเนาะတက် view မှာကျွန်တော်တို့က ID မထည့်ရတယ်မထည့်ရတယ်ဆိုတော့ restaurant တော့ ID ခေါ်မရဘူးပေါ့เนาะအဲ့တော့သူ့ကိုကျွန်တော်တို့က ID ချိန်မယ်ပေါ့เนาะ ID s plus ID ပေါ့เนาะသူ့ကို i v i d y activity main tab view 1အဲ့တော့ဒီမှာ tab view 1ဆိုပြီးတော့နာမည်ထည့်လိုက်ပြီပေါ့เนาะပေးလိုက်ပေးပြီးတော့ကျွန်တော် print view ပြန်ပြီးကြီးလိုက်မယ်ပေါ့เนาะဒါဆိုလို့ရှင်ကျွန်တော်တို့က at this main ရဲ့ကိုပြန်သွားမယ်သွားပြီလို့ရှင်တော့ဒီမှာဒီမှာเนาะကျွန်တော်ဒီတဲ့ဝင်ကြည့်ဒါဆိုတော့မရောက်သေးဘူးပေါ့เนาะဒီမှာသွား ID အလုံးမလုပ်သေးဘူးမလုပ်လို့သေးဘူးဆိုရင်သူ့ကိုခဏလေးကျွန်တော်ပိတ်ထားလိုက်မယ်ပိတ်ပြီးတော့မှ ID name at this name ကိုကျွန်တော်ဘာလုပ်မလို့ RID activity main demand เนาะကျွန်တော်တို့အဲ့ဆိုလို့ရှင်ဒါကကျွန်တော်ဟိုပါပေါ့ user name အတွက်ခေါ်လိုက်တာပေါ့เนาะအောက်က password အတွက်နောက်ထပ်ဘောက်ကိုလမ်းခေါ်မယ်သူကကြတော့ကျွန်တော်တို့ editors 2ပေါ့เนาะ R ID ဒီမှာသူက2ပေါ့เนาะဟုတ်ပြီဒါဆိုလို့ရှင်ကျွန်တော်တို့ခေါ်ပြီးတော့ရောเนาะဒီမှာ w ကိုပြန်ခေါ်မယ် င်ဗျာအောက်မှာပေါ်လာတယ်။ကဲအားသလိုရှင်ဒီမှာတက်ပြူရောအက်ဒစ်တက်နေရောအက်ဒစ်တက်စပါဝါရောဒီဘောင်းတစ်ခုလုံးလည်းခေါ်ပြီးသွားရောနော် ID လမ်းခေါ်ပြီးသွား။ခေါ်ပြီးသွားပြီဆိုလို့ရင်ကျွန်တော်တို့ဘာလုပ်လို့ရမလဲဒီတော့ဘတ်တန်ပေါ့နော်ခလုတ်ခလုတ်ပိုင်းကိုသွားရအောင်ခလုတ်ပိုင်းသွားမှာဖြစ်တဲ့အတွက်ခလုတ်ကအွန်ကလစ်နဲ့ချိန်ထားတာဖြစ်တဲ့အတွက် BU BNC Public Y on class on class vi w view ဘွီဘွီကျွန်တော်ဘွီဆိုတာကတော့ကျွန်တော်တို့ပေးတင်လို့ပေးရပါเนาะဒါကတော့ကိုပေးတင်တဲ့ဘွီဆိုတဲ့နေရာမှာပေးလို့ပေးလို့ရပါเนาะရှေ့က view ကတော့ပုံမှန်ပါเนาะနောက်က view ကတော့သူကအဲ့ view ကိုရင်းညွှန်းထားတာပါเนาะအဲ့တော့ဒီမှာ on clip ပါလို့ခေါ်အောင်ဆိုတော့ဒီမှာ on clip မှာကျွန်တော်တို့ on clip ဆိုပြီးနာမည်ပေးထားအဲ့နေရာမှာ clip မီလို့ပေးထား clip မီလို့ချက်ရမှာเนาะအဲဒီမှာ on clip လို့ပေးတာ on clip လို့ချက်တယ်ပြီးလို့ရှိရင်ကျွန်တော်တို့ကခေါ်လိုက်မှာပါเนาะအဲ့ v ရဲ့ ID ရမယ် gas ID ပေါ့နော် ID ယူနေပြီယူလိုက်တယ်ယူပြီးလို့ရှင်ကျွန်တော်တို့ဘာလုပ်မလို့သူ့ကို c case r ID တမယ်နော် button 1ဆိုတာနော် button 1ရဲ့ ID ကိုယူတယ်ယူပြီးလို့ရှင်ဒီဟာခလုတ်ကိုနဲ့အလုံးလုံးမဲ့ကုတ်တရားဒီမှာရေးရမယ်ပေါ့နော် price အဲ့တော့ဒီမှာခလုတ်ကိုနှိပ်လို့ရှင်ဒီမှာခလုတ်တရားအများကြီးရှိလိမ့်မယ်ပေါ့နော်အခုကတော့သူက ကျွန်တော်က cloud တစ်ခုတည်းပဲရှိတယ်ဒါပေမဲ့ကျွန်တော်ပို့ပြီးတော့ပြရတာပေါ့နော်ရှုပ်တော့ရှုပ်မသွားတော့ဗျာ onclick onclick ထဲမှာမှအဲ့ဒီ onclick ထဲမှာရှိတဲ့ but ဒီ onclick ချိန်ထားတဲ့ view တွေကိုအကုန်ယူလိုက်တာယူပြီးလို့ရှိရင် तू က wget id အဲ့မှာ button တွေက10ခုရှိတယ်10ခုစာလုံးဒီမှာ wget id နဲ့ယူလိုက်တာယူပြီးလို့ရှိရင် key ဆိုတာကျွန်တော်ကကိုနှိပ်မဲ့ cloud ရဲ့ id ကိုယူလိုက်တာပေါ့နော်အဲ့တော့ဒီမှာကျွန်တော်ကဒီ button နှိပ်ရင်နှုတ်မဲ့လုပ်တယ်ဒီ key နဲ့ break ဆိုတဲ့ကြားထဲမှာကျွန်တော်က button 1ရဲ့အလုပ်တွေကိုလောက်ရမှာနော်လောက်ရမှာဆိုတော့ဒါဆိုလို့ရှိရင်ကျွန်တော် ရပြီရရဖြစ်တဲ့အတွက်ကျွန်တော်တို့မလုပ်မလို့ဆိုတော့ဒီတဲမှာကျွန်တော်တို့ကအပေါ်မှာ SDR name ဒီ SDR name ကဘယ်ရယူမှာအောင်ဆိုတော့ ED name ဆိုတာလည်းယူမှာအဲ့တော့ ED name gas das ယူလိုက်တယ်เนาะဒီဘောက်ထဲကဘောက်ထဲကစာကို get တဲ့နဲ့ယူလိုက်တယ်ပြီးတော့ယူပြီးလို့ရှင် to string ဆင့်ဆိုတာကျွန်တော်တို့ဘာအောင်ဆိုတော့ဒီစာသားဖြစ်ပြောင်းလိုက်တာပါเนาะပြီးလို့ရှိရင်နောက်တစ်ခုကလည်း password password ကလည်း ed password နဲ့ယူမှာအဲ့တော့ ed password gas test ယူလိုက်တယ် to string ကစာဖြစ်ယူလိုက်တယ်ပေါ့เนาะအဲ့တော့ဒီအတ္တိယနိုင်ရဲ့အတ္တိယ password ရဲ့ကိုကျွန်တော်တို့ကစာဖို့ဒီပေါ့เนาะဘောက်ထဲကစာတွေကိုစာသားအနေနဲ့ယူလိုက်တယ်ကဲအဲ့ဒါလို့ကျန်ကျွန်တော်ယူပြီးသွားပြီ ယူပြီးတော့ဆိုတော့ကျွန်တော်တို့က user name password ပေးပြီးတော့ကျွန်တော် login one နဲ့စနစ်ကိုလုံးမှာပေါ့နော်လုံးမှာဖြစ်တဲ့အတွက်တို့က if စမယ်ပေါ့နော် if ဆိုတာဖြစ်တယ်ပေါ့နော်ဖြစ်တယ်ကျွန်တော်တို့က str name name ပေါ့နော် str name equal equal ဆိုတာကျွန်တော်တူညီတာပေါ့နော်ဒီ str name ထဲမှာထည့်ထားတဲ့တန်ဖိုးကတူညီမယ် ဘာနဲ့တူညီမလို့ဆိုလို့ရှိရင်ဟမ် ADMIM Adamant Adamant ဆိုねတန်ဖိုးနဲ့တူညီရမယ်ပေါ့เนาะဒီ user name နေရာမှာ Adamant ဖြစ်ရမယ် Adamant ဆိုတဲ့စာဖြစ်ရမယ်ဖြစ်ပြီးလို့ရှိရင်ဒီတင်ကေတာပေါ့เนาะဒီတင်ကေတာကနှစ်လို့တူရပေါ့เนาะနှစ်လို့အထိပ္ပယ်ရအဲ့တော့နှစ် SDR password password equal equal က ညီရမယ်ဘာနဲ့ညီရမလို့ဆိုတော့ ADI RMI 1 2 3 4ပေါ့နော် password နေရာမှာ RMI 1 2 3 4ရဲ့စာဝင်တယ်ဆိုလို့ရှိရင်အလုပ်လုပ်မယ်ပေါ့နော်ဒီတော့အဲ့တော့ဘာလို့လုပ်မလဲအဲ့တော့ tab view မှာပြရမယ် tb တူညီရဆိုရင်ပေါ့နော် sas test sas တပ်ပေါ့နော် n o g i l o n i u c c e s s s ကဲအဲ့တော့ကျွန်တော်တို့ကဘောက်ထဲမှာရိုက်ထည့်လိုက်တဲ့ user name password ပေါ့နော် user name အရမိုင်း password အရမိုင်း1 2 3 4ပေါ့နော်အဲ့ဒီနှစ်ခုတူညီတယ်ပေါ့နော်ဘောက်ထဲမှာကိုရိုက်ထည့်တဲ့ password နဲ့ user name ကမှန်တယ်ဆိုရင် login success ဆိုပြီးတော့တက် view မှာပြမယ်ပေါ့နော်တကယ်လို့မတူညီခဲ့ဘူးဆိုလို့ရှိရင် log and pay ပေါ့နော်ဟုတ်ပြီအဲ့တော့ e n s t ဆိုတာကျွန်တော်တို့ကဘာလုံးဆိုတော့ မဟုတ်ခဲ့ရင်ပေါ့နော် IFS ဆိုတာဖြစ်လင် ENFP ကသူကကြတော့မဖြစ်ခဲ့လင်ပေါ့နော်အဲ user name နဲ့ password မှားယွင်းနေခဲ့ရင်ကျွန်တော်ဘာဖြစ်မလဲ tab view and o g i login fail ပေါ့နော် login fail ကဲအဲ့တော့ကျွန်တော်က user name password မှားတယ်ဆိုရင် login က fail ဖြစ်သွားမှာပေါ့နော်မအောင်မြင်ဘူးဆိုပြီးတော့ပြောလိုက်တာပေါ့နော်အဲ့တော့ကျွန်တော်တို့ software လေးကိုထုတ်ကြည့်လိုက်မယ် ် ABB ကိုလိပေါ့နော်အဲဒါဆိုလို့ရှိရင်စမ်းကြည့်မယ် application ပြထုတ်နေပေါ့နော်ခဏလေးစောင့်ပါဒါဆိုလို့ရရင်ဒီမှာကျွန်တော် application ကိုထွက်လာပြီပေါ့နော်ထွက်လာပြီဆိုလို့ရှိရင် install တင်လာမယ်တင်ပြီးလို့ရှိရင်ဖွင့်ကြည့်မယ်ပေါ့နော် open အဲဒါဆိုလို့ရှိရင်နှိပ်ကြည့်မယ်ဘာမှလုံးမလို့ပါတော့လောင်းဝင်ဖေးပေါ့နော်ဘာမှမထည့်ပဲနှိပ်ရတာလောင်းဝင်ဖေးလို့ပြရတယ်အဲ့တော့ဒီမှာအရမန် ADMR အရမန်1 2 3 4ဆိုပြီးတော့နှိပ်လိုက်အဲ့မှာကျွန်တော်တို့ဒီမှာ low in success ဆိုပြီးပြရပါတော့အောင်မြင်တယ်ပေါ့နော်ဒီ pass user name နဲ့ password မှန်တဲ့အတွက် low in success အဲ့မှာကျွန်တော်တို့ကဏ္ဍတစ်ခုခုလွဲပြီးတော့ထည့်ကြည့်လိုက်ပေါ့နော်6လို့ထည့်ကြည့်လိုက်အဲ့မှာ log in pay ဒါကျွန်တော်တို့ကဒီ function နဲ့ဒီ လုပ်ရင်ပေါ့နော်ဆင်ပဲလုပ်ရင် project လေးပေါ့နော်ဒါလောကရိုးရိုးရှင်းရှင်းလေးဒါနမူနာပေါ့နော်လောက basic မရှိတဲ့လူတွေတော့ဒါပြရပေါ့နော်နောက်တစ်ခုမှဒီကျွန်တော် AID နဲ့လုပ်ပြမယ်ပေါ့နော်ဒါ core asset နဲ့လုပ်ပြတာဒီလောက်ပါပဲဗျအားလုံးကျေးဇူးတင်ပါအဆုံးထိကြည့်ပေးပါ